တော့ကိကကလည်းဒီမှာတကယ်ကိုသူသူ့ရဲ့အဲဒီ character ပေါ်မှာဟိုတကယ်ကိုသစ္စာရှိရှိနဲ့အလုပ်လုပ်သွားတယ်လို့မြင်ပါတယ်အဲသူဟိုကိကဆိုတာပျောက်သွားတယ်ပေါ့လေနာနာဘာဝလောကောင်မြင်နေဆိုတာဟဲ့လားဘာလောကနဲ့ဆက်ဆက်နေတာဒီကတော့တယုံဆောင်ဆိုတာတော့ကျွန်တော်တို့ကပေးလာတဲ့ character ပေါ်မှာတာဝန်ကျေဖို့လိုတာပါပဲဟိုလူလူရွာလေးတွေဖြစ်တဲ့ဇက်ဆိုတော့လေလူလူရွာလေးပေါ့လေ အဲကျဉ်းကျဉ်းနဲ့လေးဖြစ်တဲ့ဇက်ဆိုလဲကျဉ်းကျဉ်းနဲ့ပေါ့အဲ့ဒါမှအတိအဆောင်ပီးတာပေါ့ဒီမောင်ကဝိညာဉ်နဲ့တဲရီမွေးပြီးတော့ခိုင်းစားနေရတယ်နော်ဒီနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာဒီနေ့တကားရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ဟိုယူရမယ့်တောင်းမယ့်အပိုင်းကဏ္ဍကိုတည်တည်တသက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင်ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လဲဟိုရက်လက်ကောင်းကြီးထွက်တာပေါ့လေကေကေအဲ့လိုလေးတော့တာသဘောကျပါတော့ အဓိကတော့ကျွန်တော်တို့ဟိုဇလန်းအမျိုးအစားကျွန်တော်တို့တွေ့နေကြမြင်နေကြကျွန်တော်တို့ဟိုဘယ်လိုပုံလဲပရိသတ်တွေနဲ့ laboratory ဖြစ်တဲ့ဇလန်းမျိုးစားတော့မဟုတ်ဘူးအဲတော့ကြည့်ရတာဟိုခံစားမှုအစ်စ်ရာသတမျိုးရတယ်ပေါ့လေအဲတော့ပရိသတ်တွေလည်း true ကြခံစားမှုတစ်ခုဖြစ်မှာပါဒါပြင်မနာတော့ကျွန်တော်တို့ကြည်နေတဲ့လူပေါ်မှာပါတက်ရောက်မှုရှိတယ်လေအဲ့လိုသူပထမအေဟိုဝိညာဉ်တွေပုတ်ကတ်တဲ့အစင်းနေဆိုရင်ဒါတော်တော်ပြင်မမန်းနဲ့အာ ပြုတ်ဆောင်ထားတယ်ဆိုတာရကြည့်နေတဲ့လူတွေရင်ထဲအထိခံစားမှုရတယ်လေအဲ့တော့ဒါလေးကတော်တော်လေးတို့ပြင်ဆင်ထားမှန်းလဲသိတာတယ်စူးစမ်းထားမှန်းလဲပေါ်လွင်မှာပါဗျာอืมဒီကတော့ဟိုတကားလုံးကတော့ဒါသူတို့အนุစိတ်လေးတွေတော့သေချာလေးဖန်တီးထားတာကျွန်တော်တွေ့ရတယ်ပေါ့လေ တော့တကားလုံးနဲ့ခြုံကိုပြောရင်တော့တကားလုံးကတော့ဒီစာလေးပြင်ဆင်ထားတယ်အဲတခွက်ချင်းစီပြောဖို့ကတော့ဟိုခက်တယ်ပေါ့လေအားလုံးက overall ကအားလုံးဟိုတည်သက်သက်လေးလုပ်ထားတဲ့အတွက်ကြောင့်ဒါအားလုံးကောင်းပါတယ်ဗျာကိုထက်ကတော့ကျွန်တော်တို့နဲ့မုံဆွဲมาတဲ့ကိုကဟိုသူ့ရဲ့ဒီဟိုအယုတ်လေးတွေကတကယ်ကိုခံစားမှုတိုင်းခံစားမှုတိုင်းစိတ်နိုင်စိတ်နိုင်အတွက်ပရိသတ်အတွက်ဟိုခံစားမှုတစ်ခုအများနဲ့ပြီးတဲ့ ဟိုရိုက်ချက်တွေပဲလေအဲ့တော့ဒီကားမှာလည်းဒီတက်ဝင်စေဆိုတဲ့ character တွေ environment အနေနဲ့နီးစပ်ဆုံးပြအောင်သူဖန်တီးထားတာဆိုတော့ဒါသူ့အတွက်လည်းကျွန်တော်ချီးကျူးပါပြကျွန်တော်ကြည်နေကြမြင်နေကြဇက်အလံအမျိုးအစားမဟုတ်တာတခုလည်းနဲ့နေပြိဿအတွက်ဆွဲဆောင်မှုတခုဖြစ်နေပြီပေါ့လေကျွန်တော်တို့ကကြည်နေကြတယ်ပဲကြည်ရတာများနေတာပေါ့နော်လောလောလတ်လတ်ကဆိုတော့ဒီကားထဲမှာမအလိုမျိုးဖောက်ထွက်လာတဲ့အဲကားတကားလိုမျိုးပေါ့လေအဲ့လိုမျိုးဆိုတော့ဒီကားလည်းအောင်မြင်ပါပါခင်ဗျ အဓိကတော့တေးဥဆောင်ဆိုတာတော့ကျွန်တော်တို့ကပေးလာတဲ့ကာရတာပေါ်မှာတာဝန်ကျေဖို့လိုတာပါပဲဟိုနုနုရွာလေးတွေဖြစ်တဲ့ဇက်ဆိုတော့လေနုနုရွာလေးပေါ့လေအဲကျန်ကျန်နဲ့လေးဖြစ်တဲ့ဇက်ဆိုလဲကျန်ကျန်နဲ့ပေါ့အဲ့ဒါမှတေးဥဆောင်ပြီးတာတော့ တော့ကိကကလည်းဒီမှာတကယ်ကိုသူသူ့ရဲ့အဲဒီ character ပေါ်မှာဟိုတကယ်ကိုတစ္ဆာရှိရှိနဲ့အလုပ်လုပ်သွားတယ်လို့မြင်ပါတယ်အဲသူဟိုကိကဆိုတာပျောက်သွားတယ်ပေါ့လေအဲအဲ့လိုတော့မဟုတ်ပါဘူးဗျာကျွန်တော်တို့ကအမှုပညာရတာတစ်ခုကိုပဲရင်ထဲမှာခံစားရဆိုတော့အဲ့ဒီခေါင်းစဉ်တစ်ခုနဲ့ကျွန်တော်တို့ကဘယ်တော့မှကျွန်တော်ကတော့အဲ့လိုမကြည့်တော့ဘူးအဲ့တော့ကျွန်တော်ဒီ character တစ်ခုပေါ်မှာပဲသူရဲ့ပါဝင်ပတ်သက်မှု အဲသူရဲ့ဟိုဘယ်လိုပြောမလဲစီမျောမှုပေါ့ဗျာကျွန်တော်တို့ appreciate လုပ်တာပေါ့ဒါကန်နာတိုင်းပေါ့လေ writer ဆိုလည်း writer ပေါ့အဲဇလန်းဆိုလည်းဇလန်းပါဝင်တဲ့တူဆောင်တယ်ဆိုလည်းတူဆောင်တယ်ပေါ့ကျွန်တော်တို့ခေါင်းစဉ်တစ်ခုအောက်ကနေတော့ဘယ်တော့မှကြည့်ပါဘူး MM ကတော့အဲ့လိုလေးကပို့ပြီးတော့သိသက်သက်ရှိတာပေါ့လေတနေ့တကားဟိုပေါ့အချိန်ပေးတာပေါ့ဗျာတနေ့တကားရဲ့လို့တော့မဟုတ်ဘူးပေါ့နော်ကိုကိုဖန်တီးမဲ့ကိုတင်ဆက်မဲ့အဲဖန်တီးမှုအမှုပညာဖြောပြတင်ဆက်မှုတစ်ခုပေါ်မှာ ိုယူရမဲ့တောင်းရအပိုင်းကဏ္ဍကိုတည်တည်သက်သက်လေးဖြစ်အောင်အချိန်ပေးဖို့လိုတာပေါ့လေအဲ့လိုအချိန်ပေးနိုင် ပြီးတော့ပြင်ဆင်နိုင်တဲ့အတွက်လည်းဟိုရလက်ကောင်းကြီးထွက်တာပေါ့လေကေကေအဲ့လိုလေးသွားတာသဘောကျပါတော့ဝင်းနေပါလေသူကတော့ဟိုပေါ့နော်တောက်လျှောက်ကအဲ တန်ဖိုကအရန်အကြံကြီးရနေပြီမှနောက်ဆုံးခန်းလေးကတော့အဲ့လိုမျိုးပေါ့ရင်ထဲမှာလှက်လိုက်လဲလဲလေးလွမ်းစရာလေးတစ်ခုဖြစ်သွားတဲ့ခံစားမှုကိုပြေဝသူတို့ရအောင်ပြနိုင်ပါခင်ဗျအဲ့အားလုံးပေါ့ဒီဇက်တစ်ဇက်လုံးရဲ့ကာရက်တာတိုင်းကဇက်ပေါ်မှာသူတို့ပါဝင်ရမယ့်အခန်းကဏ္ဍတွေမှာတာဝန်တွေဟိုကြည်နေကြတော့ဇက်အတွက်အများကြီးထောက်ပြပြသလိုကျွန်တော်ကြည့်ရတဲ့ပြည့်သက်တွေအတွက်လည်းဟိုပေါ့ဟိုရင်ထဲမှာလှက်လိုက်လဲလဲရှိရပါတယ် ဟုတ်ကဲ့ဒါပြည်သက်တွေမြင်နေကြမှုတဲ့ဇလံမျိုးစာကြည့်နေကြမှုတဲ့ဇလံမျိုးစာတခုတည်းဖြစ်နေတာနဲ့တည်းဒါဒီကားလေးကိုကြည့်ဖို့ဒါပြည်သက်တွေလုံလောက်နေပါဘူးပေါ့လေအဲ့တော့ပြည်သက်တွေလက်ဝင်တွေကိုကြည့်ဖို့ဖိတ်ခေါ်ပါတယ်